2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့မိုးလေဝသသတင်းမင်္ဂလာပါအော်ဒီယိုဘိုင်းစောင်းနိုင်ငံနေကြိုဆိုပါတယ်ဒီတက္ကမတော့2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့မိုးလေဝသသတင်းနဲ့နိုင်ငံသတင်းများကိုတင်ဆက်ပေးပါတော့မယ်ဒီကနေ့နိုဝင်ဘာလ23ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒဆိုင်ရာသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတာကို စူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမအဦးဆုံးလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့မိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။လွန်ခဲ့တဲ့24နှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ညပူချိန်အခြေအနေတွေအရကြားပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာနိုဝင်ဘာလရဲ့ပုံမှန်အပူချိန်အောက်1ဒီဂရီစင်တီဂရိတ်အောက်ရောင်းနေခဲ့ပါတယ်။ကချင်ပြည်နယ်မှာနိုဝင်ဘာလရဲ့ပုံမှန်အပူချိန်ထက်3ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး ရခိုင်ပြည်နယ်မှာပုံမှန်ဘူးချိန်ထက်9ဒီဂရီစင်တီဂရိတ်ပိုခဲ့ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့နိုဝင်ဘာလရဲ့ပုံမှန်ဘူးချိန်ခန့်သာရှိပါတယ်။မြို့လိုက်ထူးခြားတဲ့ညဘူးချိန်အခြေအနေများမှာခြေပွေမြို့မှာ၄ဒသမ၁ဒီဂရီဆက်စီရက်၊ရိုင်းလင်မြို့မှာ၆ဒသမ၃ဒီဂရီဆက်စီရက်၊ရှမ်းပြည်နယ်တောင်ပိုင်းနန်းစံမြို့မှာ၇ဒသမ၁ဒီဂရီဆက်စီရက်၊ဟဲဟုံးမြို့မှာ၉ဒသမ၁ဒီဂရီဆက်စီရက် မိုင်းယမ်းမြို့မှာ17ဒီဂရီဆက်စီရက်လွိုင်းကောပင်လောင်းမြို့မှာ17.4ဒီဂရီဆက်စီရက်တောင်ကြီးမြို့မှာ17.6ဒီဂရီဆက်စီရက်လာရှိုးမြို့မှာ17ဒီဂရီဆက်စီရက်နဲ့ပူတာအုံမြို့မှာ17.3ဒီဂရီဆက်စီရက်တို့ဖြစ်ကြပါတယ်။မြို့လိုက်မှတ်သားဖို့ရမိုးရဲချိန်များအနေနဲ့ကတော့မြကြီးနားမြို့မှာ3.4လက်မနဲ့ဖောင်းပြင်းမြို့မှာ3.2လက်မနဲ့ ခန်းနီမြို့မှာခန်းနီမြို့မှာတုံးလက်မတို့တိုင်းထွာရရှိခဲ့ကြောင်းသိရပါတယ်။ဒီနေ့မနေ့6ရက်ခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနိုင်ဆုံးအပူချိန်များအရနေပြည်တော်မှာ17ဒီဂရီဆက်စီရက်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ27ဒီဂရီဆက်စီရက်တို့ဖြစ်ကြပါတယ်။ဒီနေ့မနေ့6ရက်ခွဲချိန်မော်လဝတဂျိုလူးမှာဖမ်းယူရရှိခဲ့တဲ့ပုံရိပ်များအရကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်လားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာ တိန်အနှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတော့တိန်အတင်းတင်းကနေတိန်ထူထပ်နေပါတယ်မြန်မာနိုင်ငံအပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့အောက်ပိုင်းဒေသများမှာတိန်အတင်းတင်းဖြစ်ထွန်းနေပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိန်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ဘင်္ဂလားပင်လယ်အော်ခြေနေကိုကြည့်ရရင်တော့ဒီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့ မော်ဒမရေလက်ကြားမှာဖြစ်ပေါ်နေတဲ့လေဖီအားနဲ့ရဝုံဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေဖီအားနဲ့ရဝုံကအနောက်အနောက်မြောက်ဘက်သို့ရေလျားလာနိုင်ပြီးနိုဝင်ဘာလ24ရက်နေ့မှာပုံမအားကောင်းလာကဘင်လားပင်လယ်အော်အရှေ့တောင်ပိုင်း၌မုန်တိုင်းငယ်ဖြစ်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မြမဘင်လယ်ပြင်မှာမြဝကျွန်းပေါ်မော်ဒမခွေမွန်တနင်္သာရီကံရံတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံ မိုးတက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြဝကျွန်းမော်မုံတမာခွေမွန်တနင်းသာရီကန်ရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်ကြံပင်လယ်ပြင်မှာတော့လှိုင်းအသင့်တင့်ရှိပါမယ်လှိုင်းမြင့်မှာရခိုင်ကန်ရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ထိရှိနိုင်ပါတယ် ဒီနေ့ညနေအထိခမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားဘိုးထစ်ချုံရွာပါမယ်။ချင်းပြည်နယ်ရခိုင်ပြည်နယ်အကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးလေပြည်တော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအဖြစ်တာရပြီးရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရာရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး ပင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်အသင့်တင့်ပြတ်ထွန်းပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိဒီကနေ့ညနေအထိမိုးလေဝသခြင်းနဲ့ခံမှန်းချက်မှာအများအားဖြင့်တာယာပါမယ်။အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆက်စရရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသခံမှန်းချက်မှာအများအားဖြင့်တာယာပါမယ်။အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆက်စရရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိမော်လေဝသခြေနေခံမှန်းချက်မှာလည်းအများအားဖြင့်တာယာပါမယ်။အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆက်စီရရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်များနေနေရတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊အကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နည်းလာနိုင်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးနိုဝင်ဘာလ22ရက်နေ့နေ့လယ်ခင်းမှာ ဒီနေ့နိုဝင်ဘာလ23ရက်မနက်ခင်းအတွင်းမြန်မာပြည်တွင်းမှာလှုပ်ခတ်တဲ့ငလင်များသတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်နိုဝင်ဘာလ22ရက်ညနေ3:00နာရီကုန်မိနစ်ချိန်မှာရှမ်းပြည်နယ်မြေသားရွာခါကြီးအနီးမန္တလေးတိုင်းဒေသကြီးကြောက်ဆက်မြို့မှာအရှိတောင်ဘက်38ကီလိုမီတာကွာရှမ်းပြည်နယ်နန္ဒမိတ်အနီးမှာပကနေကျု2.9အဆင့်ငလင်ငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ 2025ခုနှစ်နိုဝင်ဘာလ22ရက်ည7:31မိနစ်အချိန်ချင်းပြည်နယ်မတူပီမြို့နီးမကနေကျု3.4ဖြင့်ငင်းငင်းငယ်လှုပ်ရှားသွားကြောင်းလည်းသိရပါတယ်။ပြီးဆုံးတဲ့အထိနားဆင်ကြည့်ရှုပေးကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြာတွေဝေးကွာကြပါစေဗျာ။